င်္ဂလာပါရှင်ကျွန်မကတော့ချူချူဆက်မ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် အေယာရီတိုင်းကတောင်သူတွေကိုလာမဲ့ဆောင်းတိနှံစိုက်ပျိုးရသည့်မှာစစ်ထွက်တိနှံနေကြကိုဒုတိယဦးစားပေးတိနှံအဖြစ်စိုက်ပျိုးရမယ်လို့စစ်ကောင်စီရဲ့စိုက်ပျိုးရေးဦးစီးဌာနကလက်သမားတွေကိုဖိအားပေးစိုက်ခိုင်းနေတယ်လို့တောင်သူတွေစီကသိရပါတယ်စစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ်ဦးတင်မာဝင်းကလက်သမားတွေကိုစပားပြီးရင်ဒုတိယဦးစားပေးတိနှံအဖြစ်စစ်ထွက်တိနှံနေကြကိုအ ਨੇ ဆုံး9ဧကမဖြစ်မနေစိုက်ပျိုးဖို့စီအိုဖိအားပေးခဲ့တယ်လို့စက်တင်ဘာလသုတ္ထပတ်အစည်းအဝေးမှာပြောဆိုခဲ့ ဲ့တာပါအဲ့ဒီနောက်စပြိုရေးဦးစီးဌာနရဲ့ဦးစီးမှုတွေကဖိအားပေးစိုက်ခိုင်းလာတာလို့ဆိုပါရယ် ပြည်တွင်းစားစီလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အတွက်နေကြာကိုမဖြစ်မနေစိုက်ခိုင်းနေပြီးလိုအပ်တဲ့စားပျော်ရေးပစ္စည်းတွေကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကူညီပေးမယ်လို့စားပျော်ရေးဦးစီးဌာနကဝန်ထမ်းတယောက်ကပြောပါတယ်။ ARD တိုင်းမှာပြီးခဲ့တဲ့နှစ်ဆောင်းသီးနှံစားပျော်ရာသီကစီထွက်သီးနှံနေကြာကိုသီးထက်သီးညှက်အနေနဲ့သာစားပျော်ခိုင်းတာဖြစ်ပြီးအခုနှစ်ဆောင်းသီးနှံစားပျော်ရာသီမှာတော့ဒုတိယဦးစားပေးသီးသန့်စားခင်အဖြစ်စားပျော်ဖို့ ဖိအားပေးလာတာလို့ဒေသခံတောင်သူတွေကပြောပါတယ်ရှင်ကရနီပြည်နယ်ဒီမော့ဆိုမြို့နယ်နောက်ဘက်ခြမ်းတနေရာမှာစက်တင်ဘာလ22ရက်ကနေအောက်တိုဘာလထဲထိမိုးရွာပြီးရေကြီးနေတဲ့အတွက်စစ်ရှောင်းစခန်းတစ်ခုရင်းနှီးမြှုပ်နေတယ်လို့စစ်ရှောင်းတွေကိုကူညီပေးနေတဲ့ Greeny Hope အဖွဲ့တာဝန်ခံကအောက်တိုဘာလ9ရက်မှာပြောပါရတယ်။ ရေကတရက်ကိုနှစ်ပေကနေသုံးပေအထိတက်နေတဲ့အတွက်ရေမြုပ်နေတဲ့စစ်ဆောင်စခန်းကနေအိမ်73အိမ်လောက်ကိုဘေလို့ရာရွှေ့ထားပြီးမိုးကရေအဓိကလိုအပ်နေတယ်လို့ Greeny Hope Town ကကိုလွမ်းကပြောပါတယ်။ရေကြီးနေတဲ့စစ်ဆောင်စခန်းမှာ H150 နီးပါးရှိပြီးတောင်ကျရေလည်းများတဲ့အတွက်ရေထပ်တက်နေပြီးရွှေ့ပြားရမယ့်အိမ်တွေထပ်ရှိနိုင်တယ်လို့ဆိုပါတယ်။ နေရာရွှေ့ပြောင်းနေရတဲ့အတွက်စစ်ဆောင်ပြည်သူတွေနေထိုင်ဖို့မိုးကနဲ့စားတောက်ဖို့ရိတ်ခါတွေလိုအပ်နေတယ်လို့သိရပါတယ်။ဒီမော့ဆိုနောက်ပဲချမ်းမှာမိုးစတိုက်ရွာကကားလမ်းရေကြော်နေပြီးဒေသခံနဲ့စစ်ဆောင်ပြည်သူတွေတွာလာရခက်ခဲတာတွေကြုံနေရတဲ့အပြင်စစ်ဆောင်စခန်းတွေထဲရေဝင်နေလို့နေရာရွှေ့ပြောင်းရတာတွေလည်းရှိနေပါတယ်ရှင်။ စစ်ကောင်စီကထ ਿਆ နယ်လေထိန်းချုပ်နေမြေတွေမှာလေကြောင်းတက်ခိုက်မှုဆက်လက်ပြုလုပ်နေပြီးစီပေါ်ကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေပါတယ်ထက်အောင်သတင်းပေးပို့ထားပါတယ်ရှင်ညညာထိုးစစ်ဆင်ပြီးတဲ့နောက်အော်တိုဘတ်တရနေ့မှာပြန်ပြီးထိန်းချုပ်သွားနိုင်တာဖြစ်ပါတယ်ဒါမှလည်းကြောင်းမဲတဝိုက်မှာတော့ထီထွေတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်အထူးသဖြင့်ကြောင်းမဲတီပေါ်လမ်းပိုင်းမှာတိုက်ပွဲကဆက်ရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါတယ် စစ်ကောင်စီက TNL ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပြီးဒီဘောနဲ့နန်းစံပတ်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာတိုက်ဆုံမှုတွေရှိနေသလိုလူနေအိမ်နဲ့ဘာသာရေးဆောက်ဦးတွေလည်းပျက်စီးဆုံးရှုံးတာတွေရှိနေပါတယ်။ဒေသခံတို့ပြောပြတာကို DB ကနောက်ခံအသံထည့်ဖတ်ထားပါတယ်။မြို့ထဲမှာတော့သူတို့ထိန်းထားတယ်။မြို့ပြင်တွေမှာတော့တိုက်ပွဲတွေရှိနေတုံးပဲ။ကြောင်မဲတီဘောအထွက်လန်းနာမှာတိုက်ပွဲဆက်ဖြစ်နေတာ။ဂျက်ဖိုက်တာတွေနဲ့ကတော့ထောက်လျှောက်လာပြနေတာပဲ။ စစ်ကောင်စီအနေနဲ့နောင်ချိုကိုတိမ့်ပိုက်ပြီးတဲ့နောက်ကြောင်မဲဘက်ကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်ပြုတ်လုပ်ပြီးမြေပြင်ကနေထိုးစစ်ဆင်နေတာပါဒီဘက်ကိုလည်းဒီလိုပဲဆက်လုပ်ဖို့ရှိနေတယ်လို့ဆိုပါတယ်လရှိမှာတော့စစ်ကောင်စီအနေနဲ့ကြောင်မဲမှာတက်တွေပြန်လဲစုဖွဲ့ပြီးမကြခင်ဒီဘက်ကိုထိုးစစ်ဆက်ဆင်လိုက်မယ်လို့စေးလေးလာသုံးသပ်သူလူဖြစ်တဲ့စီရန်ဘိုးကြီးကိုစင်ရောကပြောပါတယ်။ကြောင်မဲကိုရပြီဆိုတော့ကျွန်တော်လက်ကျန်ကတီဘောပဲရှိတော့တယ်။အဲဒါဆိုရင်ကျွန်တော်တို့လာရှိုမန်လေးလမ်းမကြီးတစ်လျှောက်လုံးပေါ့နော်စစ်တပ်က ထိမ့်ချုပ်နိုင်သွားပြီလို့ပြောရမှာအဲ့တော့လက်ကျန်တီဘောပေါ့လက်ကျန်တီဘောကိုတော့သူတို့အရင်ဆုံးပေါ့နော်တိမ့်လိမ့်မယ်အဲအခုတော့လောဆယ်လဲလေချောင်းတက်ခိုက်မှုတွေလုပ်နေတယ်လို့မြေပြင်ခြိတက်ဖို့ကင်းထောက်မှုတွေလည်းလုပ်နေတာကိုတွေ့ရတယ်၂၀၂၀ခုနှစ်စစ်စီရင်ကာလတွင် TNL ကအနောက်ချိုကြောင်းမဲ့မိုးကုတ်တီဘောစတဲ့မြို့ပေါင်း၁၂မြို့ကိုသိမ်းပိုက်ထားတာပါအဲဒီနောက်တရုတ်ဂျာဝန်နဲ့ဆွေးနွေးပွဲတွေရှိလာပြီးစစ်ကောင်စီက TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်တောင်းခဲ့ပါတယ် TNL ဘက်ကလက်မခံခဲ့တဲ့နောက်မှာတော့စကောင်စီကပြန်ပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးနောင်ချိုးနဲ့ကြောင်မဲကို TNL ဘက်ကပြန်ပြီးလက်လွတ်ထားပြီးဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါ စကိုင်းတိုင်းကံဘလူးဇီကုံနဲ့ကျွန်းလှတကြောမှာနမဲစိုးနဲ့ကြော်ကြားတဲ့ပြည်သူစစ်ခေါင်းဆောင်ဆရာတော်ဦးဝသွားကိုတွေ့တဲ့နေရာမှာပါရိုက်မယ်လို့ပြောဆိုခဲ့တဲ့ရှေဘူတက်နယ်ကဘူဂျီရမင်းပိုင်ကိုပြည်သူစစ်အဖွဲ့တွေက တိုင်းမှုစီတိုင်တန်းခဲ့တယ်လို့မြို့ကန်တွေစီကသိရပါတယ်။ရှေဘူတက်နယ်ကလောက်ရမဲ့အလုပ်ကိစ္စတွေကိုဦးဝသွားကလိုက်လံနှောက်ရှက်ပြီး တက်ကလူအချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်နေတာကြောင့်ဆိုပြီးဘူဂျီရဲမင်းပိုင်ကဥဝသွားကိုပိုင်ရိုက်မယ်လို့အော်တိုဘလာတရက်ကပြောဆိုခဲ့တာပါပြည်သူစစ်အဖွဲ့တွေစုပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်စီကိုတိုင်ပေမဲ့တိုင်မှုကဖြည့်ရှင်မပေးတာကြောင့်နေပြည်တော်အထိတိုင်သွားဖို့ဆက်လက်လှုပ်ဆောင်နေပါတယ်ဒါပေမဲ့နမခတိုင်မှုကဥပသွားရဲ့လိုရတချို့ကို တင်ပြထားတာကြောင့်တိုင်ချလို့မရဖြစ်နေတယ်လို့လည်းဖြစ်စဉ်ကိုတည်သူတယောက်ကပြောပါရတယ်။ ကမ်ဘလူခိုင်မှာအင်အားကြီးလာတဲ့သင်ကန်းဝတ်လက်နက်ကိုင်ဝါသဝခေါင်းဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာအုတ်ချုပ်ရေးနဲ့ဌာနဆိုင်ရာရုံးကိစ္စတွေအပြင်စစ်ကောင်စီတပ်ကိစ္စတွေကိုဝင်ရောက်ခြေလှယ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ပါလက်စတိုင်းကိုထောက်ခံဆန္ဒဖော်ထုတ်မှုတွေကိုဥရောပနိုင်ငံတွေမှစနေနေ့ကပြုလုပ်ခဲ့ကြပါတယ်။ ဂါဇာကမ်းမြောင်ကိုအစ္စရေးကပိတ်ဆို့ထားမှုနဲ့ပတ်သက်ပြီးဆန္ဒပြသူတွေကရှုတ်ချခဲ့ပြီးပါလက်စတိုင်းပြည်သူတွေကိုထောက်ခံကြောင်းဖော်ပြခဲ့တာပါ။ ပြည်တိုင်းမှာလန်ဒန်မြို့လယ်ကစပြီးထရက်ဖာခဲယင်ပြင်မှာဆိုင်းဘုတ်တွေပါလက်စတိုင်းအလံတွေလက်ကာပိုစတာတွေကန်ဆောင်ပြီးဆန္ဒဖော်ထုတ်ခဲ့တာပါကျွန်တော်ဒီကိုရောက်နေတာကဂါဇာမှာရှိတဲ့လူမျိုးတွေတပ်ဖြတ်မှုကိုကာကွယ်ဖို့ပါပါလက်စတိုင်း6000ကိုလူမျိုးတွေတပ်ဖြတ်မှုအတွက်ကာကွယ်ဖို့ပါဒီလိုဖြစ်ရတွေကိုမကာကွယ်နိုင်ပဲပူပေါင်းလို့ဆောင်နေတဲ့အစိုးရကိုလည်းဆန္ဒပြဖို့ပါလို့ဆန္ဒပြသူတအူးကပြောပါတယ် လန်ဒန်ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရစနေနေ့ဆန္ဒဖော်ထုတ်မှုမှာလူ442ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့သိရပါတယ်။ဒီတိမ်မှလိုပဲအီတလီနဲ့ပြည်သက်နိုင်ငံတို့မှာလူထောင်ပေါင်းများစွာဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။ပါလက်စတိုင်းတွေကိုကိုကျင်းစားတဲ့ဆိုတဲ့ဖော်ပြမှုတွေနဲ့လမ်းပေါ်ထွက်ခဲ့တာဖြစ်ပြီးအစိုးရကလည်းအစ္စရေးနဲ့ပူးပေါင်းမှုမလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။စပိန်နိုင်ငံမက်ဒရစ်မြို့မှာဆန္ဒပြသူ1000ကျော်ရှိပြီးပါလက်စတိုင်းလမ်းတွေကိုင်းကာ စစ်ပွဲရပ်ဖို့လူမျိုးတုံးတပ်ဖြတ်မှုတွေရပ်ဖို့တောင်းဆိုခဲ့ပါတယ်ရှင်။ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချူချူဆမ်းပါရှင်